မင်္ဂလာပါရှင်တင်းနေတဲ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုထွေဝက်ရှ်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်တဲ့တင်တွေကတော့တဝဲတဆောင်တိုင်းနှစ်ကြိမ်ရှိစုဖရားလှဲ့ပွဲညဖက်ပြောင်းခြင်းပေါ့မဲ့တဲ့တင်ပစုံဖမ်းမိတာနဲ့လာလို့ပစုံ6စီးတက်လာတဲ့အကြောင်းတင်းနေတဲ့မြို့နယ်ဘလမုတ်ရွာကိုဆရာနာရှင်တက်လက်နက်ကြီးနဲ့ပစ်လို့အမျိုးသမီးနှစ်ဦးနဲ့ကလေးတဦးထဏ်ရာရတဲ့အခြေအနေပတ်အစ်အမိစင်းရှောက်ထားခွင့်ထိုင်းအစိုးရရက်ရွှေ့လိုက်တဲ့တဲ့တင် အနောက်တောင်ပိုင်းတုံလေးမြန်မာနိုင်ငံတဝန်းလုံးမှနေဆုတ်ခွာသွားတဲ့အကြောင်းဆားတဲ့တည်င်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်။တဝဲတဆောင်တိုင်းနှစ်ချိတ်ရှိစုဖရားလှဲ့ပွဲကိုအရင်အတိုင်းညဘက်မှာလှဲ့လှဲ့ကျင်းပသွားမယ်လို့ကောဘကအဖွဲ့ဝင်တွေစီကသိရပါတယ်။ဒီတည်င်းကိုတော့တဝဲဝက်အဖွဲ့သားတို့ကပြပြပေးသွားမှာပါ။တဝဲတဆောင်တိုင်းတတိရှိစုဖျားလေပွေကိုအရင်တိုင်းညဘက်မှာလှည့်လေကျင်းပါမယ်လို့ကောပကတွေစီကတည်ရပါတယ် စက်တင်ဘာလကပြုလုပ်ခဲ့တဲ့ပထမကျေးစီဝေးမှာနေဘက်မှာလှည့်လည်မယ်လို့ဆိုဖြတ်ခဲ့ပေမဲ့ဒီကနေ့စီဝေးမှာအများသဘောနဲ့ညာဘက်ပြန်ချင်ပါဖို့ဆိုဖြတ်လိုက်တယ်လို့ဆိုပါတယ်။ဖျားထွဲမဲ့အခြေဟုတော့အရင်ကည9နာရီမှာထွဲမဲ့အစားအခုညနေ6နာရီကစလို့တနားရီစောထွဲမယ်လို့ဆိုပါတယ်။ တော်ဝဲတဆောင်တဲ့နှချိတ်ရှိစုဖျားလှပွဲကိုကိုဗစ်ကာလကတည်းကရန်နာထားပြီး2023နှစ်2024ခုနှစ်တွင်မှာတော့နေဘက်ပြောင်းလဲကျင်းပခဲ့ပါတယ်။ဘိန်းနဲ့ကောတောင်းမျိုးတွေမှာလည်းနှချိတ်ရှိစုဖျားလှပွဲကို2023ခုနှစ်ကတည်းကညဘက်မှာကျင်းပနေတာပါ။အခုနှစ်ကျင်းပမဲ့တော်ဝဲတဆောင်တိုင်းဟာ133ကြီးမြောက်ဖြစ်ပါတယ်။မြို့ပေါ်ရက်ွက်အာလုံးနေပါတော်ဝဲတဆောင်တိုင်းဖျားပွဲတွေ့ တရင်ကျော်ပွဲတော်ပြီးကလေးကဖရားတွေပင်ဆောင်နေကြပြီဖြစ်တယ်လို့မြို့ခံတွေစီကသိရပါတယ်ပဇွန်6လုတ်တဲ့ရင်းငံပဇွန်ဖန်းစီချင်းအရနယ်လာတဲ့အတွက်ပဇွန်6ဈေးတက်လာတယ်လို့သိရပါဗျ။တည်တင်းကိုတော့ဒွေဝက်ရှအဖွဲ့သားတအူးကပြပြပေးသွားမှာပါ။ပဇွန်6လုတ်တဲ့ရင်းငံပဇွန်တွေဖန်းစီရမိတာနယ်လာတဲ့အတွက်ပဇွန်6ဈေးတက်လာတယ်လို့သိရပါဗျ။ အခုနေ့ပင်လေထေပဇွန်ရှားပါလာပြီဖမ်းရတာနေလာတာဖြစ်တယ်လို့ဂျုံစုမြို့နယ်နေတဲ့ရေလိုသားတချို့ကပြောပါတယ်မနေ့ကပဇွန်ဖမ်းလင်းရည်တွေနဲ့ဖမ်းရင်ဗျမ်းမြအနေနဲ့ပါကင်ချင်းတိုးချင်းလောက်ရှားပြီးမယ်လက်ရှိမှာတော့တချင်းဘက်ဖမ်းပြီးတော်တယ်လို့ဂျုံစုပင်လေရေလိုသားတအူကပြောပါတယ် 2025ခုနှစ်စတော်ဘိုင်ကပဇွန်6အမျိုးအစားပေါ်မူတည်ပြီးတပိတ်တာကိုကြာ9000ကနေကြတသိန်းချာရှိတာကလက်ရှိမှာပဇွန်6ရှေ့ကြီးတက်တပိတ်တာကိုကြတသိန်း2000လောက်ငွေချင်းစီပေါက်နေတယ်လို့ပဇွန်6စီခွေထဲကနေသိရပါတယ်ကျောင်းစုဒေတာထွက်ပစုံ6ဟာအကြီးဆိုင်အလားဆိုင်ရပ်ဖက်စားဆိုင်ဆိုတဲ့အမျိုးအစားသုံးမျိုးရှိပြီးစိုက်ပေါ်မူတည်ပြီးဈေးနှုန်းကွာခြားလေးရှိပါတယ် အခုနှစ်ကျော်လာဝချင်းကတော့တနင်္လာရီတိုက်တွင်းစီချင်းနေနဲ့ဆန္ဒရှင်တိုက်ရဲ့ဘိတ်ဆုတ်ကန်တန်ချယ်တွေကြောင့်လမ်းမန်းဆက်တွေခက်ခဲဖြစ်ပြီးဘိတ်ကျုံစုဒေတာတွေပစွန်6ပါဝင်ရေထွက်ပစ္စည်းတွေရောင်းလာကြပြီးစိတ်ကြနေကြတာပါပစွန်6လိုရင်းပင်လေရေငန်းတန်းနဲ့ပဲပစွန်ကိုပြုတ်ပြီးအချောက်ခံလေအတွေ့ကျုံစုမျိုးနယ်ကထွက်တဲ့ပစွန်6ဟာအငန်တက်နေတယ်လို့ပစွန်6လိုနေတဲ့အခြေလို့သားတွေစီကသိရပါတယ် တနင်္လာရီမျိုးနဲ့ဘလမွန်ရွာကိုတိုက်ပွဲဖြစ်တာမရှိဘဲဆီယနာရှင်တက်ရဲ့အမှတ်306အမြောက်တက်ရင်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အမျိုးသမီးကြီးနှစ်ဦးနဲ့ကလေးတဦးဒဏ်ရာရသွားပါတယ်။အော်တိုဘာလ14ရက်နေ့ညနေ4နာရီလောက်မှာမော်တုံးရွာအခြေဆိုင်အမှတ်306အမြောက်တက်ရင်က120မမလက်နက်ကြီးနှလုံးပစ်တဲ့အတွက်ဘလမွန်ရွာထဲကြားရောက်ပောက်ကွဲပြီးနေအိမ်မှာရှိတဲ့လူ၃ဦးဒဏ်ရာရသွားခဲ့တာပါ။ အသက်80လောက်ရှိတဲ့အမျိုးသမီးကြီးတဦးရဲ့လက်မှာလက်နက်ကြီးအစထိမှန်လို့တရားပြင်းထန်တဲ့အတွက်တနင်္လာရီမျိုးမှာရှိတဲ့ဆေးရုံကိုပို့ထားတယ်လို့မိသားစုနဲ့နှိစက်သူတဦးကပြောပါရတယ်။အသက်9နှစ်လောက်ရှိတဲ့ကလေးမှာတော့ပုံဖက်တရားပဲရပြီးနောက်ထပ်အသက်50လောက်ရှိတဲ့အမျိုးသမီးရဲ့ခါမှာလည်းတရားရသွားတယ်လို့ဒေသခံတဦးကပြောပါရတယ်။ပလမွေရွာမှာပြည်တော်စုလမ်းမကြီးတခြားနေတဲ့ပြည်သူတွေပဲစစ်ပေးရှောင်နေကြပြီးလမ်းမကြီးနဲ့ဝေးရနေရကပြည်သူတွေကတော့တိုက်ပွဲမဖြစ်တဲ့အချိန်မှာပဲပုံမှန်အတိုင်းနေထိုင်ကြတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ထိုင်းနိုင်ငံမှာရှိတဲ့အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေအပါအဝင်ရှေ့ပြောင်းအလုပ်သမားတွေအတွက်အလုပ်လုပ်ခွင့်လက်မှတ်ဖြစ်တဲ့ပန်းရောင်ဘတ်အသစ်လုပ်ဖို့အမည်စရင်းလျှောက်ထားခွင့်ကိုရွှေ့လိုက်တယ်လို့ထိုင်းလုပ်သမားဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့ Dwell Watch အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ထိုင်းနိုင်ငံရှိအထောက်အထားမဲ့မြန်မာနိုင်ငံသားတွေပါဝင်ရွှေ့ပြောင်လို့သမားတွေအတွက်လလခွက်လက်မှတ်ပန်းရောင်ဘတ်အသည်ပြုလုပ်ဖို့အမည်စရင်း name list တင်သွင်းလျှောက်ထားအခွက်ကိုရရှိလိုက်တယ်လို့ထိုင်းလုံသမားဝကြီးဌာနကဒီကနေ့ထုတ်ပြန်ပါတယ် အော်တိုဘလ15ရက်နေ့ကစလို့မြန်မာလာအောင်ကမ္ဘောဒီးယားဗီယက်နမ်လေးနိုင်ငံကထောက်ထားမဲ့ရွှေ့ပြောင်းလို့သမားတွေကိုတရားဝင်လှုပ်လှုပ်ခွေမတ်ပုတ်တင်စတင်လျှောက်ထားခွေပြုမယ်လို့ကြေညာထားရကဒီကနေ့မှရက်ရွှေ့လိုက်တာပါ။နေဆက်အချိန်နေတက်တနာတွေကြောင့်ရွှေ့ပြောင်းလို့သမားတွေအတွက်အလှလှုပ်ခွေလက်မှတ်ပြုလုပ်ပေးမဲ့အစီအစဉ်ကိုရွှေ့ဆိုင်လိုက်တာလို့ဖော်ပြပါရယ်။ဒါပေမဲ့ဘယ်ရင်မှပြန်လည်ပြုလုပ်ပေးမယ်ဆိုတာကိုတော့မဖော်ပြထားဘဲထပ်ပြီးအသိပေးမယ်လို့သာထိုင်းအစိုးရကရေးသားထားတာပါ။ တန်အတက်တို့အမီစီရင်တိတ်တခွက်ရွှေရွှေလိုက်လို့အလုံးလုံးခွက်လက်မှတ်အတွက်ငွေသွင်းတာကျမ်းမာရေးဆက်စေးတာလောက်ဝကမှာလက်ပွေနဲ့မျိုးလုံးစကင်ဖတ်တာနဲ့အခြားလုပ်ငန်းစဉ်တွေလည်းရွှေ့သွားနိုင်တယ်လို့မြန်မာအကျိုးဆောင်တွေစီကသိရပါဗျ။လရှိရဲအလုံးလုံးခွင့်လက်မှတ်အသစ်ပြုလုပ်ဖို့မြန်မာအကျိုးဆောင်တွေကိုငွေပေးသွင်းထားသူတွေအနေနဲ့မိမိအကျိုးဆောင်တွေနဲ့ပြန်လည်ညှိနှိုင်းဆောင်ရွက်ရမယ်လို့ဆိုပါတယ် အနောက်တောင်ဘုံတုံလေးဟာမြန်မာနိုင်ငံတဝန်းကနေအော်တိုဘာလ16ရက်နေ့ဒီကနေ့ကစပြီးဆုတ်ခွာသွားပြီလို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့ထုတ်ပြန်ပါတယ်။အနောက်တောင်ဘုံတုံလေးဟာစက်တင်ဘာလ22ရက်နေ့မှာမြန်မာနိုင်ငံအထက်ပိုင်းစက်တင်ဘာလ28ရက်နေ့မှာမြန်မာနိုင်ငံအလယ်ပိုင်းအော်တိုဘာလ17ရက်နေ့မှာမြန်မာနိုင်ငံအောက်ပိုင်းနဲ့အော်တိုဘာလ16ရက်နေ့မှာတနင်္သာရီတိုင်းကနေစတင်ဆုတ်ခွာသွားပြီဖြစ်ပါတယ်။ အနောက်တောင်ဘက်သို့လေးဆုတ်ခွာနေချိန်တနင်္သာရီတိုင်းအတွင်းကော့တောင်ခရိုင်နဲ့ဒဝဲခရိုင်တို့မှာညနေပိုင်းမိုးထချုံရွာနေတယ်လို့ဒေသခံတွေကပြောပါရယ်။ဒဝဲခရိုင်မှာတော့မြန်မာနိုင်ငံအောက်ပိုင်းကနေအနောက်တောင်ဘက်သို့လေးစတင်ဆုတ်ခွာခြင်းဖြစ်တဲ့အော်တိုဘလ17ရက်နေ့ကစပြီးညနေပိုင်းမိုးထချုံရွာတာနဲ့မိုးကြိုးပြတာလျှက်စီလက်တာတွေဖြစ်ပေါ်နေတယ်လို့ဒဝဲဒေသခံတွေကပြောပါရယ်။ စစ်ကောင်မရှင်ရဲ့မိုးလေဝသနဲ့ဇလဘေးဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မွန်းလွဲချိန်တိုင်းထားချက်အရအနောက်တောင်ပိုင်းလေဟာမြန်မာနိုင်ငံတဝန်းလုံးကနေဆုတ်ခွာခဲ့ပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်အထင်ကနေတိမ်ထူထပ်နေတယ်လို့ဆိုပါရယ်ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနှင်းကနေတိမ်အထင်အထင်ဖြစ်ထွန်းနေတယ်လို့ဆိုပါရယ်ဒါကြောင့်မနက်ဖြန်ညနေအထိခမန်းချက်ကတနင်္လာရီတိုင်းမှာနေရာဆက်စိတ်မုတ်ထချုံရွာနိုင်ပြီးရဟန်ရောင်နှုံးဖြစ်ဖြစ်တယ်လို့ဆိုပါရယ်။ တင်းထိုင်တိုင်းနဲ့ကြံတိုင်းနဲ့ပြည်နယ်၅ခုတို့မှာလည်းမိုးတိတ်တောင်ဖြစ်ထုံးမှုအကောင်းနေတာကြောင့်မိုးတိတ်တောင်ရွေ့လျားနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုကြဖို့လည်းမိုးစလကတိုက်တွန်းထားပါတယ်။ 2025ခုနှစ်ရဲ့အနောက်တောင်ဘက်သွန်းလေးဟာမေလ13ရက်နေ့ကစလို့တနင်္လာရီတိုင်းကနေစတင်ဝင်ရောက်ခဲ့ပြီးမေလ18ရက်နေ့မှာမြန်မာနိုင်ငံအောက်ပိုင်းမေလ21ရက်နေ့မှာမြန်မာနိုင်ငံအလယ်ပိုင်းနဲ့မေလ25ရက်နေ့မှာတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကိုအတိအသိဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Watch အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။